မရိကန်နိုင်ငံတွေကအုတ်ကခဲဝင်တိုက်ခံထားရတဲ့နေရာကြီး မရိကန်နိုင်ငံအရီဇိုနာပြည်နယ်ထဲမှာဥက္ကာခဲဝင်တိုက်ထားလို့ခြံရစ်ခဲ့တဲ့ဂျိုင်းခွက်အကြီးရှိပါတယ်။ဒါကြီးကအခုလက်တလောဖြစ်ထားတာတော့မဟုတ်ပဲပညာရှင်တွေရဲ့တိုင်းတာချက်တွေအရတော့လွန်ခဲ့တဲ့နှစ်ပေါင်းကတောင်ပတ်ချာလေကဖြစ်ခဲ့ရလို့ဆိုကြပါတယ်။ဝင်တိုက်ခဲ့တဲ့ဥက္ကာခဲကပေ160လောက်ရှိနိုင်မယ်လို့ခန့်မှန်းထားကြပြီးတော့အဲဒီလောက်ရှိတဲ့ဥက္ကာခဲဝင်တိုက်တာက30မီဂါတန်ရှိတဲ့ဒိုင်နမိုက်တွေကိုတပြိုင်တည်းဖောက်ခွဲလိုက်တယ်လို့ဖြစ်သွားစေခဲ့မယ်လို့ပညာရှင်တွေကယုံကြည်ပါတယ်။တကယ်တမ်းမှာဘလောက်ပြင်းထန်လဲဆိုတာကိုမသိပေမဲ့ ဒီနေရာကြီးကအဲ့ဒီထိခိုက်မှုအရှိန်ကြောင့်၆ဖာလုံးကျပြီးတော့အနက်ပေ960လောက်ရှိတဲ့ twin ကြီးဖြစ်သွားစေခဲ့တာတော့အမှန်ပါပဲတကယ်တော့ကမ္ဘာပေါ်ကိုကြောက်ခဲ့ဘူးတဲ့ဥက္ကာခဲတွေကအများကြီးပါပဲဒါပေမဲ့ Arizona တွေကဒီနေရာကတော့ဂျန်တဲ့နေရာတွေနဲ့မတူပဲကနာယာကြီးဖြစ်တာကြောင့်ရေတိုက်စားပြီးပြန်ပြောက်ွယ်သွားတာမျိုးမရှိခဲ့တဲ့အတွက်အခုထိကျန်ရင်နေခဲ့တာပါအခုထိ tourist တွေသွားရောက်လဲပတ်လို့လဲရသလိုအာဂါဒလေးလာရေးအဖွဲ့တွေကလည်းလာပြီးတော့လေးလာကြပါတယ်။ NASA ကတော့သူတို့ရ က်လာပေါ်သွားမဲ့အာကာသရှင်မှုတွေကို1960ကျော်လုံးကဒီမာလီကျင့်သွားတာလည်းဖြစ်ပါရဲ့ရှင်။